အားလုံးပဲမင်္ဂလာပါဗျာခုတစ်ခါမှတော့မင်းကလေးမှာအလှူတွားလို့ရင်၂ရက်၁ရက်စတိုက်၉ရက်နေရော၁၀ရက်နေပါပူပူကျန်းလာတဲ့ငလျင်အကြောင်းကိုပြန်လည်မျှဝေပြလာတဲ့အစိုးရပူမီရဲ့ဗီဒီယိုဖိုင်လေးကိုတင်ပြပေးလိုက်ပါတယ်ဗျာအားလုံးလည်းမင်္ဂလာပါဗျာမြန်မာ country knowledge channel မှာ ပြန်လည်ကြိုဆိုလိုက်ပါလိမ့်ဗျာထပ်လုပ်သွားတာတော့တော်တော်ကျန်းနေတော့မင်းလေးမှာဒီနေ့နဲ့ဆိုရင်တော့ငလျင်လောက်တာမိကိုယ်တိုင်ကြုံရတာကို နှစ်ညရှိသွားပြီပေါ့နော်အနည်းငယ်တဒီနေ့ပို့ဆိုးတယ်ဖြစ်စင်တော့ဘုမကြီးကဒီမှာမန်းလေးမှာလာလှူနေတာဒီနေ့ကုန်လဲပင်မနှစ်ရက်ဆက်တိုက်ဒီငလျင်ကယ်ဆယ်ရေးစခန်းနေနေရာလေးသွားလှူနေတာလှူပြီးတော့ပြန်လာတော့ပင်မန်းတော့ခဏလေးအိတ်မယ်ဆိုပြီးနေတာဖြစ်စင်တော့မနေ့က ပြင်လိုက်အတူတူကငွေစင်ရှိတယ်ငွေစလန်းရရှိတယ်ဒီနေ့ကျတော့ငွေစလန်းကသူ့မိဘအိမ်ခဏပြန်သွားတာမနေ့ပြန်ပြီးတော့ရန်ကုန်ပြန်ပြီဆိုတော့အဲ့ကိုကလည်းမလိုက်နိုင်တော့ပင်ပန်းတော့ကားလည်းမစီးနိုင်တော့ဒီမှာနားပြီးကြံခဲ့မယ်ဆိုခဏလေးလဲနေတော့ရှိတယ်လူကလေအဲ့ငလျင်လှုပ်တဲ့အချိန်မှာလူကဘယ်လိုဖြစ်လဲဆိုတော့တခါတလေကအဲ့လိုအိမ်မစိုးမက်ပြီးတော့ဟိုဘယ်လိုပြောမလဲပွင့်လို့လူကြီးပြောတမင်းလုံးတစ်စီချောက်တယ်လို့မျိုးအဲ့လိုအပေါ်ကြီးကနေအောက်ကိုနိုင်ကြတော့သူလိုက်ခနေဖြစ်ပြီးတော့တန်ပြီးတော့ငုတ်တုတ်ကြီးထားထိုင်တာအိမ်မပြောသေးဘူးတော့ဒါတော့လှဲနေတာထားထိုင်ပြီးတော့ကြည့်လိုက်တော့ကိုကိုလိုက်တော့ငလျင်လှုပ်မှာ တိတယ်ကွာတိလာဟိုငလျင်လှုပ်နိုင်ချင်ရှိတယ်ဆိုပြီးတော့ကိုကိုတတိပေးပြီးတတိမိခင်ဖြစ်သူပါအဲ့လိုဖြစ်တဲ့ကျမလန့်ပြီးတော့လက်တွေတုံဂျင်းတွေတုံပြီးတော့လေအိတ်ကိုဆွဲအိတ်ကလည်းမဘီနာမှာထားထားအရေးချောင်းဆိုပြေးလို့ရအိတ်ကိုဆွဲပြီးတော့ဖက်နက်စီးပြီးလမ်းရှောင်နေတဲ့ချိန်မှာဒူးတွေပါတုံတယ်ဆက်ဆက်ဆက်နေတယောက်တည်းပြနေရကြောင်းလည်းပါတာပေါ့နော်တယောက်တည်းပြတော့နည်းနည်းတော့လည်းလန့်တာပေါ့အခုတော့ညင်တော့မအိတ်ရဲတော့ဘူးလုတ်ထိုင်နေရအိတ်ပဲမပြောမှသူများတွေပြောကြတယ်လို့ပဲမှာ တည်အောင်လို့ရေဖို့လဲလို့လမ်းပြီးတင်ထားတာဆိုတော့ Monday ဒီဘက်ကလေးကတော်တော်ဆိုးတယ်မနေ့ကလှုပ်တာလဲအုံဆိုးအတိုင်းကြတယ်ဒီနေ့ဆိုပိုဆိုးတယ်ပိုကျန်းတယ်ဆိုတော့လုံးမဲသတိထားကြပါခလူဆိုင်ကြပါဒါပဲပြောနိုင်တယ်အဲ့လိုဖြစ်နေအကိုကိုယ်တိုင်လည်းကြုံရဆိုတော့အလုံးမဲ fighting တော့